လရှိတဲ့ယဟန်ကိုတပည့်မှပြီလို့ရှိရင်နဲ့ဘာဖြစ်လဲလို့ဆိုလို့ရှိရင်သူ့မှာရှိတဲ့ပစ္စည်းဥစ္စာတွေဟာပစ္စည်းယူရင်းသွားရတယ်နော်တာသမီမထွန်းကားဘူးတဲ့အိမ်မှာမွေးထားတဲ့ဆိုတော့နွားမွေးတဲ့လူတို့ဗာမွေးတဲ့လူတို့ဒီလိုရှင်းတော့တော့နွားမွေးကြတာတွေရှိတယ်ပေါ့စိတ်မွေးတာတွေအဲ့ဒီမွေးတဲ့တတ္တဝါတွေကြက်မွေးရင်ကြက်တွေအကုန်ပြောင်းကြက်တွေမှာ ုက္ခရောက်ကိုသူစီးပွားပြည့်လောက်တာတွေမှန်သမျှအကုန်လုံးပြည့်စည်တတ်တယ်။သွားပြီးတော့မထင်မမြင်လောက်ပြီးတော့ပြင်းမှလို့ရှိရင်ဒုက္ခရောက်တတ်တယ်လို့အဲ့တော့မြတ်စွာဘုရားကအဲ့ဒါလို့ရဟန်းတော်တစ်ပါးကိုတီလားရှိတဲ့ရဟန်းတော်တစ်ပါးကိုသွားပြင်းမှလို့ရှိရင်တဲ့အဲ့ဒီရဟန်းတော်တစ်ပါးရဲ့တီလရဲ့အရှိန်ဟာလူပေါ်မှာလာပြီးတော့ဒုက္ခပေးတတ်တယ် တိလိုက်တကိုးအရှိန်လာပြီးတော့လူကိုလောင်တတ်တယ်ပေါ့ဟုတ်အဲ့ဒါလို့လောင်ခံရတဲ့ပုဂ္ဂိုလ်ဟာသူ့မှာသာသမီမရသေးရင်လည်းသာသမီမထွန်းကတတ်ဘူးတဲ့တရိစ္ဆာန်တွေမွေးမြူထားလို့ရှင်လေတရိစ္ဆာန်တွေဟာယောဂါတွေဖြစ်ပြီးတော့တည်တတ်တယ်အဲ့ဒါဟုတ်အဲ့ဒီပုဂ္ဂိုလ်မှာစီးပွားမဖြစ်ဘူးတဲ့ နောက်တစ်ခုကဘာပြောတာတော့ဆိုသူ့ရဲ့အမွေခံသားဆိုသားသမီးတွေဟာလည်းပဲဘယ်တော့မှအမွေမရဘူးတဲ့တဖြည်းဖြည်းဘယ်လိုကုံသွားမှမသိဘူးတဲတဲ့ရေတော့စီးပွားတွေကပြက်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 ပြီးတော့သွားလိုက်တာနောက်ဆုံးကုန်းကောက်เสียမှရှိတော့အောင်ဖြစ်သွားတတ်တယ်တဲ့ဒီလိုဆိုတယ်နောက်ဆုံးမှာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာတဲ့အထီးကျန်ဘဝနဲ့ဒုက္ခရောက်ရတယ်အနာပိစ္စာအထာရတာ သာသမီမြေမြေမရှိဘူးပြုစုမဲ့လူမရှိဘူးအမွေကမရှိဘူးလုံထီထီနဲ့ဗာနဲ့တူတော့ဆိုရင်ထပင်ငုတ်ကြီးလို့ဟုတ်လားဘဝတစ်ခုမှာအဆုံးတတ်ရတယ်ထပင်ငုတ်ဆိုတာအတက်ပေါက်ကြလားဟုတ်ပါဘူးအေးအဲ့ဒါလို့စီစီပင်ပင်မရှိရတဲ့ပမာစကားပြောရမှာတော့တကောင်ချက်ဘဝနဲ့အဆုံးတတ်ရတတ်တယ်လို့